ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥတန်းစော်ပါဥတန်းတန်းစော်ဥတန်းစော်52နှစ်ဟုတ်ပြီဆက်ပြီးဆိုင်ကယ်ပြင်ပါတယ်တဲ့ဟုတ်ပြီရွှေပြည်သားပါဆရာကြီးဟုတ်ပြီကဆရာကြီးခင်ဗျားတဲ့တုတ်ထိုးနေလို့တဲ့ကျေးဇူးပြုရဖြေကြပေးပါခင်ဗျားတဲ့ငါကဂျိုးထိုးတယ်ပင်မနေသေးလားတုတ်ထိုးတာတဲ့တုတ်တုတ်ဩတုတ်ထိုးတာဟုတ်တုတ်ထိုးတာကတော့တုတ်ထိုးတာတန်တမျိုးပဲเนาะဟုတ်ကဲ့ဆရာတုတ်တုတ်တန်လို့ဆိုတာလေ ဆရာတို့တချို့များဆိုကလေးတွေမိဘကပြောတာဟဲ့တုတ်ထူတာဘလို့တည်လဲဆိုဆရာညာဘက်မှာထားကြည့်ရတယ်တဲ့ညာလို့ကျန်တုတ်ကလေတုတ်စားတီတီလေးတွေဟုတ်ကဲ့ဆရာလောက်ကောင်လေးတော့လောက်ကောင်တီတီလေးဟုတ်ရှူလေးတွေရှူလေးတွေတကောင်နဲ့တကောင်လုံးနေတာတဲ့ဟုတ်ကဲ့ဆရာအဲ့ဒါကိုတုတ်ပေးလိုက်လို့ရှိရင်ပြောင်းသွားပြီးကြပဲဟုတ်ကဲ့ဆရာအတုတ်ထိုးလာပြီဆိုရင်တုတ်ပေးပါဘာဖြစ်လို့တုတ်ထိုးလဲလို့မေးရင်အကြော်စားလို့ဟုတ်ကဲ့ဆရာ အကျော်နဲ့အဆက်ကိုရှောင်လိုက်ရင်လည်းတူထူတာပျောက်သွားမှာပါဟုတ်ကဲ့ဆရာအချင်းအခါများများစားပြီးပါဟုတ်ကဲ့ဆရာမှန်မှန်စားပါများများစားပါဆိုရတဲ့နော်အဲ့လိုစားလို့ရှိရင်တူထူတဲ့တက်တာတော့ပါလိမ့်မယ်ဟုတ်ကဲ့ဆရာနောက်လိန်စီလေးလေးလိမ့်ပြီးပါလိန်စီရအချားမဟုတ်ပါဘူးတဏ္ခါရည်ချင်းတက်တန်လေးနော်အဲ့ဒါလေးကိုဒီရားတဲ့နေရာလေးတုတ်ထူတဲ့နေရာလေးကိုလိမ့်နိုင်အေးသွားမှာပါဟုတ်ကဲ့ဆရာအဲ့ဒါလိမ့်ပြီးပါ ဟုတ်ကဲ့ဆရာဝင်းကြံလို့လည်းဖြစ်တာပါဆရာဖြစ်တာပေါ့သိကြပါတယ်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဖရာရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ပြုံးပြုံးကြည်ပါဒေါ်ပြုံးပြုံးကြည်ဟုတ်ကဲ့62နံပါတ်ပေါ့ဟုတ်ကဲ့ ပြုံးပြီးကြီးနေပြုံးပြီးကြီးတော့အဲ့တော့62နှစ်ပကိုးရပါဆရာကြီးဟုတ်ပြီဆရာကြီးရှင်နဲ့လဲပင်းมาတဲ့တယွမ်းအိမ်ရောက်နေပါတယ်တဲ့ဘလို့ဘလို့လဲပင်းมาသူရေးတာတော့တယွမ်းအိမ်နဲ့လဲပင်းလဲစီတယ်လားလဲပင်းရောက်လာလားဘလဲပင်းเนี่ยအစိတ်ပိုင်းတစ်ခုပေါ့ကြီးနော်ဟုတ်ကဲ့ညာပဲအချမ်းပါတဲ့ဟုတ်ပြီလဲပင်းကမနာပါဘူးတဲ့ဟုတ်ပြီစကားပြောလို့လဲတဲ့အတန်ထွက်ပါတယ်တဲ့ ်လေဘင်းကတော့တဲ့မကြည့်လာပါဘူးတဲ့ဟုတ်ပြီမရောင်တော့မကြည့်မကြိုက်နဲ့လို့ပြောမှာလားဟုတ်ကဲ့ညကြတာတော့၄နှစ်ရှိပြီတဲ့ညကြတော့ရှင်လက်ကအရိရောက်သွားပြီးကြိုင်ကြည့်ဒီနားလေးရဲ့ရောင်နေဟိုကကြလိုက်ဆိုင်အဲ့ဒါအန်လေးရှိတယ်ဟုတ်ကဲ့ဆရာလေဘင်းနဲ့လက်နဲ့မကြိုင်ကောင်းဘူးဟုတ်ကဲ့ဆရာနော်လိန်စည်းလေးနဲ့တော့မဖော်ဝါလေးပဲလေရမယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခွက်လေဘင်းနဲ့ပတ်သက်လာဆရာအမြဲအတိပေးတယ်နော်ဟုတ်ကဲ့ပါအကြော်နဲ့အဆက်မစားနဲ့ဟုတ်ကဲ့ဆရာနော်ဓမ္မကနိုင်ဟုတ်ကဲ့ပါ အကျော်အဆက်ကိုရှောင်ပါနော်ဟုတ်ကဲ့ပါစီတိုင်း तू ကတော့ပိုဆိုးမလာသေးဘူးတဲ့ဟုတ်ပြီဘယ်လိုဆေးမျိုးတောက်သုံးသင့်ပါဒလဲတဲ့အဲ့ဒါတော့ဘယ်လိုဆေးမျိုးတောက်သုံးသင့်ပါလဲဆိုတော့ဒီမျိုးကလည်းလွယ်လွယ်လေးဖြေလဲလွယ်တယ်ဟုတ်ကဲ့ဆေးကျေကျေဖြေအကျေကြီးပေါ့နော်ကျေကြီးပေါ့ဟုတ်ကဲ့ညီမတိုင်းရဲ့ဆေးပြေရမှာတီတာအုံနာလို့ခေါ်တယ်အပူအေးအုပ်စုနှစ်စုရှိတယ်ဟုတ်ကဲ့ပါဆရာကြီးဆေးအပူအစာဘူးဥဒုဘူးအဟာရဘူးဘူးအုပ်စုတစုကံအေးစိတ်အေးဥရေအဟာရအေးအုပ်စုတစ်ခု အခုမေခွန်းရှိတမိအတွက်အပူနဲ့လုံးဝလုံးဝမတည့်ပါဟုတ်ကဲ့ပါစီးစားရည်နဲ့တည့်ပါတယ်ဟုတ်ကဲ့ပါခစ်ကာလာကြီးကလည်းပဲအခုအပူတွေအားလုံးလုံခဲနေပါတယ်နောက်တကြောင်မလို့အခုဒီရက်ထဲမှာဆိုရင်ရှေ့မှာဦးနှောင်လောက်ထားတယ်အပူလိုက်ဖြတ်မယ်လို့တော့တန်တွက်တယ်နော်ဟုတ်ကဲ့ဆရာကြီးကြားတယ်နော်ကြားတယ်ဆရာဟုတ်တယ်အုတ်ထုတ်လေးစောင်းကြဖို့ထီလေးစောင်းကြဖို့ဖြစ်နိုင်လို့ရှိရင်လှိုင်းဖြတ်ချိန်မှာအပြေမထွက်ဖို့ဒါဆိုအပူလိုက်နေတော့ သူခဏခဏပြတ်တော့မှာပဲသမီးဘာလို့လဲဆိုကဘာကြီးတခုတော့ဘာတွေများသွားတာလဲအပူတွေများသွားတယ်အပူတွေများသွားပြီဘာတွေပျော်ဆင်းသွားပြီလဲရေခဲတွေပျော်ဆင်းသွားရေခဲတွေကဘာမှာရှိရေခဲတွေနော်အခုဒါကိုမြန်မာပြည်ဆိုဟိမဝန္တာရေခဲစားခဲနေကြာလာပြီနော်အခုအတုံးလိုက်ပြုတ်ကြတယ်ဟိုးပင်လေသမုဒ္ဒရာတွေအန္တတိကတွေဘက်ကရေခဲတွေပြုတ်ကြတာများဆိုပင်လေကူးတိမောက်စားသမီးအကြီးကြီးပဲနော်မမောင်းရေဘူး ဟုတ်ကဲ့ဆရာ။နော်။မမောင်းရဘူး။မောင်းလိုက်အဲ့ဒီရေကလေးအောက်ရောက်သွားပါလို့လေ။အဲ့လောက်ကြီးတယ်နော်။ဟုတ်ကဲ့ပါဆရာ။ဒါကြောင့်ဘာမှတော့တိတာလားဘယ်မှာတော့တည့်ရဆိုရေရဲ့စီးလေပဲလို့ခေါ်ရေရဲ့မျက်နှာပြန်နှိမ့်တယ်လားပူမြင့်တယ်လားလား။ပူမြင့်တယ်လားလား။မြင့်တယ်ကြောင့်မလို့ဆရာတို့ဆရာတို့ဆရာဒီနေရာမှာလည်း230ရှိပြီနော်။ဒီအဆင့်ကိုဟုတ်ရေမြုပ်ရေတကားမြုပ်ဘူး။ဟုတ်ကဲ့။ဒီနေ့ရေမြုပ်တယ်။ ဟုတ်ကဲ့ဆရာဒါဆရာအိမ်ဆောက်တဲ့အခါမှာလက်နဲ့အတူဆောက်မယ်ဆိုတော့နည်းနည်းအကုန်ကြပူခံပြီးဆောက်လိုက်လို့လွတ်သွားတာရက်ွက်ထဲမှာဆိုရင်ဆရာဒီပဲရက်ွက်ခဲ့ဟိုနေနေနေရတယ်ဆိုရင်တလန်းလုံးရည်တွေဝင်ကြတာဟုတ်ကဲ့ပါဆရာအေးအပေါ်ရက်တွေနေကြရတယ်ဟုတ်တယ်ဆရာအဲဆူချီကတော့အဲ့လိုရည်ကြီးလာလို့ပိုးကောင်မွှားကောင်နဲ့မျိုးစုံပါတာတမီးရဲ့ဟုတ်ကဲ့ပါဆရာအစိတ်တော့ရှိတယ်ပိုးကောင်အစိတ်တော့ရှိတယ်ပိုးကောင်ရော နော်တွင်းအောင်တရဝါးလေးဆိုတာသူတို့တွင်းမအောင်နိုင်ကိုကိုထွက်လာကြတာဟုတ်ဟုတ်ကဲ့ပါဆရာကြီးကျောင်းတို့အဲ့ဒါကတော့အထူးဂရုစိုက်ရမှာပဲသမီးဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရှင်ကြပါစေဗျာ